နောက်ဆုံးမေကွန်းမယ်၁၄ပဲနော်ဒီမှာကျတော့စားတောက်ချင်းအမှုပွဲနေ့လဆန်နေ့ဥပုနေ့တို့ကိုစောင့်တဲ့အမှုမှာသင်တို့ကဘယ်သူမှမစစ်ကြောမစီရင်စေနဲ့တဲ့ပြောထားတာပေါ့နော်ဒါတွေကနောက်ဖြစ်မဲ့အရာအရေးတွေပဲနော်သခင်ခွတ်တော်လာတဲ့ခါဆိုတော့ဒါတွေအကုန်ပြီးွားမှာပဲပေါ့နော်ဆိုတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးမှဟိုဆရာနည်းနည်းရှင်းပြပါဦး အဲ့ကျမ်းပိုက်ကနောက်တစ်ချောင်းမှာပဲပါတယ်။ဦးကောင်အမိမပြုတ်ရက်ဦးကောင်ဆိုခရစ်တော်ပဲ။ဦးကောင်အမိမပြုတ်မိတိမိမိဇာတိပဂတိထောင်လွားခြင်းကိုအမိအမိပြုတ်ပြီးတော့လေ။ကိုမတိတဲ့အရာကိုစူးစမ်းပြီးတော့ကိုကိုကိုနှိမ်ချပြီးကောင်းကင်တမန်ကိုကိုကိုရတဲ့သူတစုံတက်ရောက်มาတယ်။သူရဲ့ဩဝါဒတစုံတစ်ခုမှတင်းတို့ရဲ့စုကိုမလူမယူစင်းနေတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတိမောတိမာလေးရေးထားတယ်။နတ်ဖျားရုံးနဲ့ဆိုင်တဲ့ဩဝါဒကိုယူတဲ့သူတွေကဖျားသခင်ပြောတဲ့အစားအစာမစားမင်္ဂလာဆောင်ခြင်းမပြုပါဘူးဆိုတာ ြင်ညာထားလိုက်မယ်လို့ပြောတာ။ဘာကြောင့်ဆိုတော့အဲ့ချိန်ကောင်းကင်တမန်ကိုကိုးကွယ်တဲ့သူတွေ၊နတ်ဘုရားကိုကိုးကွယ်တဲ့သူတွေကဝိညာဉ်ပိုင်းဆိုင်မှာချုပ်တီးမှုတွေလောက်ရမယ်။ချုပ်တီးမှုတွေရာဇဝင်တွေများ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 တနေ့ပြီးတနေ့ချုပ်တီးမှုတွေများတော့မှဒီသေဝါပြီးတဲ့အချိန်ကြလို့ရှိရင်တို့လုံးဝဉာဏ်ပညာအနိုင်မဲ့ရှိတဲ့နတ်ဘုရားအဖြစ်ကိုရောက်ရင်ရမရရင်လည်းအဲ့ထက်ပိုအစစ်မြင့်သွားတယ်ဆိုလို့ရှိရင်ဉာဏ်ပညာကြီးပဲအနိုင်မဲ့ရှိတဲ့ Genostics ရဲ့ Gambia အယူအဆနောက်ဆုံးအဆင့်ကိုရောက်သွားမယ်။ဒါကြောင့်မို့သူကဉာဏ်ပညာကိုတိုးပွားဖို့လုပ်နေကြတယ်။ကိုကိုကိုညှင်းဆဲနေကြအရာတွေ။အဲ့ခင်တော့စောင့်ထင်းကြတယ်။အဲ့စောင့်ထင်းကြတဲ့အဖွဲ့ရနေ Color Theory ကပြောင်းလာတာ ြောင်းလာတဲ့အရာမပြောင်းနေတဲ့လူတွေဒါတွေကလောက်ရမယ်ဆိုတော့သူတို့စီရင်တာဘာကြောင့်စီရင်လဲဆိုတော့ပြပြမယ်ဒီတမန်တော်ဘောလူဘာဝင်သူပြောလိုက်တဲ့အင်္ဂလိပ်ကလေးပြောလိုက်တဲ့တဘာမျိုးသားတွေကလည်းပွဲနေလာစမ်းနေဥပုပ်နေအကုန်ဆောင်ထိန်နေဆောင်ထိန်နေအဲ့ဒီနေ့တွေမှာသူကစားတောက်ကြရတယ်စီဝေးကြရတယ်ပြပြပပနဲ့ဖျားသခင်ရဲ့အင်္ဂလိပ်ကလေးတွေကပြောကြရတယ်နှုတ်ကပတ်တော်တွေဝေငှကြရတယ်အဲ့ဒါကိုဟိုဘက်ကကြည့်တဲ့သူတွေကဟာအဲ့လိုလုပ်တဲ့အရာဝိညာဉ်တော်မကောင်းအဲ့လိုလုပ်တဲ့အရာပါဆိုတော့ရမရမကျူးတာလွန်ကျူးတာခန္ဓာကိုယ်မှာရှိတဲ့တက်မဲ့ခြင်းတွေလုပ်တယ်ဆိုတော့ဆွတ်ဆွဲကြတယ် ဲ့ဒါမဟုတ်ဘူး။ဒါကြောင့်မပေါ်လို့ပါပြောဆိုတော့လူပညာထားသမျှအတိုင်းဆုံးစောင့်ရှောက်တဲ့အဲ့ပညာရှိသမျှပုံပြဆိုင်ခြင်းကြောင့်ဖြစ်တယ်။ကိုယ်အသားဟွာပြောဆိုတာကြွေးမွေးခြင်းနဲ့မဆိုင်ကိုယ့်ကိုယ်ကိုနှိပ်ဆက်တဲ့အရာဖြစ်ပြီးတော့ပညာရှိအောင်ဆောင်ကြတယ်။အဲ့ပညာရဲ့အကုန်လုံး genostics တွေအကုန်လုံးပညာရှိအောင်ဆောင်ကြတာကိုယ့်ကိုယ်ကိုညှင်းဆဲနေတဲ့အရာဖြစ်ရခြင်းပညာတွေနဲ့မဆိုင်ကြဘူး။ဒါကြောင့်မို့ပြီးလို့ရှိရင်တို့တွေကဘာဘာထက်လို့လဲဆိုတော့အဲ့ဒီယုံကြည်သူတွေစောင့်နေပွဲနေလာစတဲ့ဥပုပ်နေတွေမှာပါ။ ဒီပွဲတော်နေ့တွေမှာဘာထည့်လိုက်လဲဆိုတော့အဲ့ဒီနေ့တွေမှာအစာရှောင်ခြင်းအပြင်ဘယ်ဖရာကိုကိုယ်ရကြရဲဒါအစာရှောင်ခြင်းအပြင်ဘယ်ဖရာကိုကိုယ်ရကြရဲဘာကိုညှင်းညွတ်နေဆိုပြီးဘာထည့်လိုက်လဲအဲ့တော့အဲ့ဒါတွေလည်းမှားတယ်။ဒါကြောင့်အဲ့ဒါကြောင့်အဲ့ကျမ်းမာကိုရှင်းပြတယ်။တင်းတို့ပွဲနေ့လာစတဲ့ဥပုံတွေကိုစောင့်နေမှုစားတဲ့အမှုတွေမှာဘယ်သူမှ မစစ်မစစ်ကြောမစီရင်ကျင်းနဲ့စောင့်နေသူကမစစ်မစစ်ကြောနဲ့အဲကြောင့်ဆိုအဲ့ဒါတွေကအဲ့နှစ်ဖျားတွေကိုကိုစားပြူတာမဟုတ်အဲ့ဒါကြီးကနောင်လာမဲ့အရာတွေအရေးလို့ပြောတယ်နောင်လာမဲ့အရာတွေအရေးဆိုမဖြစ်သေးဘူးနောက်ဆုံးတော့ကာလာတိဖြစ်လာမဲ့အရေးတွေကိုမူကခရစ်တော်ဖြစ်တယ်ခရစ်တော်လုံးမဲ့အရာတွေအရေးတွေပြောတာဘာကြောင့်လဲဆိုတော့ပွဲဆိုတာခုနှစ်ပွဲရှိတယ်အဲ့ခုနှစ်ပွဲအကြောင်းပြပြမယ်ပထမလာမှာ၃ပွဲရှိတယ်တတိယလာမှာ၁ပွဲရှိတယ်ခုနှစ်လာပိုင်းမှာ၃ပွဲရှိတယ်ပထမလာမှာကျတော့ပတ္တခါပွဲဒဇေးမဲ့ပုတ်ပွဲအူဒီပွဲတတိယလာမှာကျတော့ပင်ဒီကုတ်တွေပွဲနောက်ဆိုတော့နောက်ဆုံး ခုနှစ်လပိုင်းမှာကျတော့ခုနှစ်လပိုင်းတရက်နေ့မှာတဘိုးမုတ်ပွဲနဲ့ခုနှစ်လပိုင်း၁၀ရက်နေ့မှာအပြစ်ဖြေရနေတယ်ခုနှစ်လပိုင်း၁၅ရက်နေ့မှာတဲတော်ပွဲဆိုစုစုပေါင်းခုနှစ်ပွဲရှိတယ်။အဲ့ခုနှစ်ပွဲမှာခရစ်တော်လုတ်ခဲ့တဲ့ဟာကိုပြောမယ်။ပသက်ကပွဲနေ့မှာခရစ်တော်အသေးခံခဲ့တယ်။တစည်းမဲ့မုတ်ပွဲမှာခုနပြောတဲ့အတိုင်းလေဥပုပ်နေဆောင်ခဲ့တယ်။အဝူတိပွဲမှာခရစ်တော်ထမြောက်ခဲ့တယ်။ပေနေကုတ်တိပွဲနေ့မှာခရစ်တော်တန်ရှင်းသောဝိညာဉ်တော်ဆေးလွတ်ခဲ့တယ်နော်။ပွဲတော်တွေဆောင်ထင်းခဲ့တယ်။ဒါပေမဲ့ဒီသုံးပွဲကျန်နေတယ်မဟုတ်လား။ဟုတ်တယ်။တဘိုးမုတ်ပွဲတော့အပြစ်ဖြေရနေတော့တဲတော်ပွဲတော့အဲ့ပွဲတွေကဘယ်အချိန်မှစလဲဆိုလို့ရှိရင်ဖျားလေးချင်းအခန်းကြီး၈ကနေအခန်းကြီး၁၆ ဒီတပိုးခေခုနှစ်လုံးဟဲ့အဲ့အဲ့တော့မပြီးသေးဘူးကျွန်တော်တို့အခုကတပိုးခေက6လုံးမြောက်မှာပဲရှိသေးတယ်6လုံးမြောက်ပဲဖြစ်နေမှာပဲရှိတယ်အခုဒီမပြီးသေးဘူးဒါကြောင့်မို့နောင်လာမယ့်အရာတွေအရေးလို့ပြောတာနောက်တစ်ခုကကျတော့ဒီအပြစ်ဖြေရနေအပြစ်ဖြေရနေကိုဝေးပြရခြင်း16ကိုကြည့်လိုက်မယ်ဝေးပြရခြင်း16မှာသူကတနှစ်မှာတစ်ခါအပြစ်ဖြေရတယ်ပြစ်ဖြေတဲ့ကမ္ဘာဒီစိတ်နှကောင်ထားတယ်သကောင်ကကျတော့တခင်ဖြေရစိတ်တကောင်ကကျတော့တော်တဲ့လွတ်မဲ့စိတ်တခင်ဖြေရစိတ်ကိုအရင်ဆုံးတက်လိုက်တယ်တော်တဲ့လွတ်မဲ့စိတ်ကိုကျတော့တဲမှာရှိတဲ့အပြစ်တွေအကုန်လုံးယူပြီးတော့မှပုံပြီးတော့မှအဲ့တော်ကိုလွတ်လိုက် ဲ့ပွဲကလည်းမပြီးသေးဘူးဘာကြောင့်ဆိုတော့အပြစ်ဖေရနေဆိုရယ်ပွဲအတိုင်းမှာခရစ်တော်ကတခင်ဖေရရဲ့စိတ်အဖြစ်လက်ဝါးကတည်းကအသေးခံပေးလိုက်တယ်။ဒါပေမဲ့တောတဲ့လွတ်မဲ့စိတ်ဆိုတာစာရန်စာရန်ပေါ်ကိုအပြစ်တွေအကုန်လုံးပုံလိုက်ကြအမျက်တော်ခေါပလာခုနှစ်လုံးသုံးလောက်နာပြီးမှမပြီးသေးတာဘယ်မှာပဲပြီးမှဆိုတော့ဒီဗျာဒိတ်ချမ်းအခန်းကြီး၁၆၁၇၁၈၁၉အမျက်တော်ခေါပလာခုနှစ်လုံးသုံးလောက်နာဒါကြောင့်မပြီးသေးဘူးလေနောက်ဆုံးတစ်ခုဖြစ်တဲ့တဲတော်ပွဲလည်းမပြီးသေးဘူးတဲတော်ပွဲမှာသူတို့ကဘာလဲဆိုတော့တိခတ်တဲပွဲနဲ့ဂျူရီယာခုနှစ်ရက်ပတ်လုံးနေပြီးဥပုပ်ဆောင်လာပြီးတော့ဖျားသခင်ကိုချီးမွမ်းရတယ် အဲ့ဒါလည်းမပြီးသေးဘူးကျွန်တော်ဗျာဒိတ်ချန်အခန်းကြီး20ကျားတော့မှခရစ်တော်ကကျွန်တော်တို့ချီချီဆောင်သွားပြီးကောင်းငင်မှာနှစ်တထောင်ကာလပတ်လုံးဖျားသခင်နဲ့အတူဥပုပ်နှစ်တထောင်ဥပုပ်မှာစောင့်ထင်းရတယ်ဆိုတဲ့အရာလည်းမပြီးသေးဘူးဒါကြောင့်မပွဲတာပြီးမှမပြီးသေးတာဒါကြောင့်နောင်လာမယ့်အရာတွေရဲ့အရေးဒါဟောစောင့်ထင်းတာခရစ်တော်ကိုအာအတိမတ်ပြရရောက်တယ်နောက်တစ်ခုကပတ်တခါပွဲရလဲတကယ်ပြီးတာဟုတ်လို့လားဆိုပတ်တခါပွဲရလဲတကယ်မပြီးသေးဘူးအလွာနှစ်ခုရှိတယ်အလွာတစ်ခုပြီးတော့အလွာနှစ်ခုမပြီးတစ်ခုမပြီးသေးဘူးဘာကြောင့်လဲဆိုတော့ခရစ်တော်လက်ဝါးကတည်းကတက်လိုက်တယ်ဤအမှုပြီးပြီလို့ပြောလိုက်တာနော် ။ဒါပေမဲ့ဖျားလေးကျန်းထဲမှာအမျက်တော်ခေါပလာခုနှစ်လုံးဒီကဘာကြီးကိုလောင်းပြီးတဲ့အခါမှာတန်ရှင်းတဲ့တဲတော်တွေကအီအမှုပြီးပြီဆိုတာထွက်လာတယ်။အီအမှုပြီးပြီဆိုတာတက်မှုဝဲပြီးတာခွတ်တော့နောက်တက်မှုကျန်နေတယ်။အဲ့ဒီတိုင်မဲ့ပတ်သက်ခါပွဲဆိုတော့လေ Dimension အလွာတစ်ခုနဲ့ပြီးသွားတယ်။ Dimension နောက်တစ်ခုနဲ့မပြီးသေးဘူး။အဲ့ကြောင့်ခွတ်တော့ဂျူးတွေရဲ့ထုံနှန်းစင်တာရဲ့ ပတ်သက်ခါပွဲစောင့်တဲ့ခါမှာခွက်လေးခွက်ဝိုင်းခွက်လေးခွက်တောက်ရတယ်။ခရစ်တော်ကဝိုင်းခွက်၃ခွက်ပဲတောက်လိုက်တယ်။ကျန်တဲ့တစ်ခွက်ကိုထားကြတယ်။ဒီတစ်ခွက်ကိုလည်းတင်းနှုတ်နဲ့အတူတဲ့ကောင်းကင်နိုင်ငံမှာပတ်သက်ခါပွဲမပြည့်စုံမီတိုင်အောင်နဲ့ငါမတောက်ဘူး။ဒါကြောင့်ပတ်သက်ခါပွဲစီလည်းပြီးပြီလားဆိုတော့မပြီးသေးဘူး။ဒီပွဲ9ပွဲလုံးကြီးအလွာတစ်ခုရပြီးပြီမလား။အလွာတစ်ခုရမပြီးသေးဘူးဆိုတဲ့ခါကျတော့စောင့်ထိုင်ရမယ့်ပွဲတွေလည်းဖြစ်တယ်။ဓမ္မအောင်ကျမတော့တင်းနှုတ်မှာရှိတဲ့ဂျူးအမျိုးသားတွေကလည်းငါစီကိုလည်းတစ်နှစ်ကို၃ချိန်မျက်နှာလာပြတယ်။တဲ့ပထမလနဲ့တတိယလနဲ့9လပိုင်းနဲ့စုစုပေါင်း9ပွဲရှိတာ။ ျွန်တော်ကောင်းကင်နိုင်ငံရောက်သွားပြီဆိုလို့ရှိရင်လာစင်းနေဥပုံနေတယ်မကဘူး။အဲ့တနစ်ကို၃ချိန်ဖျားသခင်ရှိတဲ့ကျွန်တော်မြို့အပြင်ကနေမြို့တဲကိုသွားပြီးတော့အဲ့ပွဲနေတယ်မှာသွားပြီးစောင့်အောင်မှာ။ ဒီပွဲခုနှစ်ပွဲလုံးကကောင်းကင်နိုင်ငံမှာစောင့်ရမယ်ပွဲတွေလည်းပါတယ်ပါတယ်နောက်တစ်ခုကဂျာရီချန်းကိုအနက်အထိပ်ပဲတကယ်သိကျင်နေဆိုလို့ရှိရင်ဂျာရီချန်းဆိုတာဒီပွဲခုနှစ်ပွဲလုံးနဲ့ဆက်ဆက်နေတဲ့အခါကျတော့ဒီပွဲခုနှစ်ပွဲလုံးကအနက်အထိပ်ပဲတော့သိမှရမယ်ဒီခွဲပွဲခုနှစ်ပွဲဆိုတာဥပုပ်ပွဲတွေဖြစ်တယ်ဒါကြောင့်ဒီပွဲခုနှစ်ပွဲအနက်အထိပ်ပဲကိုသိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာကိုစောင့်ထိမှရမယ်ဆိုတော့ဥပုပ်နေ့ကိုစောင့်ထိမှရမယ်ဥပုပ်နေ့ဆိုတာတခင်ဖရားရဲ့နေ့တခင်ဖရားရဲ့နေ့ဆိုတာဖရားသခင်ဓမ္မဟောင်းထဲမှာတည်းကပြောပြီးသားထမင်းရောင်ကျန်တောလေးရောင်ကျန်တရားဟောရာကျန်နေမှာငါးကြီးနေ့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 ငါးကြီးဥပုပ်နေ့ဆိုတာထေရှားရတော့ရေရမီတို့ရေစစ်ကြတယ်မှာငါးကြီးဥပုပ်နေ့လို့ပြောထားတဲ့အတိုင်းပဲ ခရစ်တော်ငါစကားကိုမပြောခမီးတော်ရဲ့စကားကိုပြောရဲဆိုတဲ့အတိုင်းပဲခရစ်တော်ရဲ့နေ့ဆိုရလဲဘာနေ့လဲဆိုတော့ဥပုံနဲ့တခင်ပြရနေဆိုရလဲခொနှစ်ရမြောင်နေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပြောမယ်။ရာရီကျန်းဆိုတာကခொနှစ်နဲ့ပတ်သက်တဲ့အကြောင်းရတယ်။တင်းတော့ခொနှစ်ပါ၊တစိခொနှစ်ချက်၊တဘိုးခွေရခொနှစ်ခုနဲ့နောက်ကခွက်ပလားခொနှစ်လုံးနဲ့မိုးစိုးတာခொနှစ်ချက်။အဲကြောင့်အဲခொနှစ်တည်းကြီးပဲရခဲ့တဲ့နေ့တည်းလဲရှစ်ရမြောင်နေဖြစ်နိုင်လား။ ဖြစ်နေပထမနေ့လည်းမဖြစ်နိုင်ခုနှစ်တည်းပဲရခဲ့တဲ့နေ့တခင်ဖျားနေ့ဆိုရလဲခုနှစ်ရမြောက်နေမှာပဲဖြစ်နိုင်တယ်ခုနှစ်ရမြောက်နေပဲဖြစ်တယ်ဒါကြောင့်မို့ဖျားလေးချမ်းအားလုံးအနက်ဖွင့်မှုပွဲတော်တွေရဲ့အနက်တိတ်ပဲနားလေဘူးဥပုံနဲ့အရန်အရေးကြီးတဲ့အတွက်ကြောင့်စာရန်ကယုံကြည်သူတွေကိုဥပုံနဲ့အလင်းတရားမမြင်နိုင်လို့သူက မောက်ဖုံးထားလိုက်တာဖြစ်တယ်။ကျွန်တော်တို့ဒါဥပုံလေးကိုနားလိုက်ပြီးဒီအကြောင်းအရာတွေနားလိုက်မယ်ဆိုရင်ကိုယ်တိုင်ဉာဏ်ပညာနဲ့လည်းဖျားသခင်တိကျွမ်းနေမှာပို့ပြီးပြည့်စုံသွားမယ်။ကို့အားဖြင့်လည်းသူတပတ်အလင်းဖြစ်ပြီးသူတပတ်ကလည်းဖျားသူတွေဝင်ရတဲ့ခါမှာဖျားသခင်အမှုတော်အကောင်းဆုံးဆောင်ရွက်နေမှာဖြစ်တဲ့ဆရာ။ဒီအရာတွေကိုပြန်ပြီးတော့အကုန်သုံးသပ်ကြည့်ရှုနိုင်မှာဆိုဥပုံလေးဘလောက်အရေးကြီးလဲဆိုတာကျွန်တော်ပို့နားလိုက်မှာတံပိုးထားတက်လာမှာပေါ့နော်။ဟုတ်တယ်။ဒါကတော့ကောင်းကင်နိုင်ငံအထိကိုဆက်သွားမှာ။ပြီးမပြီးဘူးဆက်သွားအောင်မှာပဲ။ဒီပွဲတွေရပါဘောနော်။ဟုတ်တယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့ကြားသွားတဲ့အရာတွေကဥပုံလေးကတော့ကျွန်တော်တို့စောင့်ထင်းစရာလိုသေးလားဆိုတော့ လိုတာတော့မကောက်မကောက်ဘူးကောင်းကင်နိုင်ငံမှာကျွန်တော်တို့ဆက်ပြီးစောင့်ထိုင်အောင်ပါတယ်နော်အဲ့ဒါကြောင့်ဥပုပ်နေတဲ့ဆက်ဆက်နေတာကြီးပဲပေါ့နော်ဒီပွဲတွေအားလုံးပါပေါ့နော်ဟုတ်ဆိုတော့ဘုရားရှင်ကသူပြောတဲ့အရာကိုကျွန်တော်တို့နားမလည်လို့သာနားလည်ရင်တော့ကျွန်တော်တို့ကောင်းကောင်းစောင့်ရှောက်ပါပဲနော်ဆိုတော့ဒီမှာကြားနာတဲ့ညီကိုမောင်နှမတွေလည်းနော်ဒီဥပုပ်နေကဘလောက်အရေးကြီးတယ်လဲကဲတင်ချင်းစီမံကိန်းနဲ့ဆက်ဆက်တာမကောက်တနစ်သာဝရအသက်ရပြီးသားမကောက်ကောင်းကင်နိုင်ငံမှာတော့ကျွန်တော်ဆက်ပြီးမှဒီဥပုပ်နေကို เนาะဒီပွဲတွေကိုဆက်ပြီးတော့ဆင်နွဲနေရအောင်မယ်ဆိုတာဒါဘလောက်ဝမ်းသာစရာဘလောက်ကောင်းမို့ကောင်းလေပေါ့เนาะသခင်ခွတ်တော်နဲ့လည်းတော့ပတ်စကာပွဲပြန်ပြီးတော့ပွဲတော့ဝင်ရအောင်မယ်เนาะအခြားပွဲတွေလည်းခံယူရအောင်မယ်ဟိုးကောင်းခဲ့နိုင်မှာဘလောက်ထိဝမ်းသာစရာကောင်းတယ်လေပေါ့เนาะကျွန်တော်တခါမှမခံဘူးဒီပွဲတွေเนาะဆိုတော့ဟိုမကောင်းခဲ့နိုင်မှာပြန်ခံရမှာပေါ့เนาะဆိုတော့ကောင်းခဲ့နိုင်ငံရအောင်အားလုံးကြိုးစားကြမယ်ဥပုံတွေကိုလည်းစောင့်ကြမယ်ပြီးတော့ကောင်းကင်နိုင်ငံမှာလည်းဥပုံအတူပြန်စောင့်ကြမယ် ကောင်းကင်မှာတော့ဥပုပ်မကပွဲတွေအများကြီးအများကြီးဆောက်မှာเนาะလာဇန်းနေတွေလာဇန်းနေတာเนาะဆိုတော့အရန်ဝမ်းသာဆရာကောင်းတယ်เนาะဆရာကလည်းကျေးဇူးအများကြီးတင်တယ်ကျမ်းနာတဲ့လူလည်းဒီဆရာရဲ့သတင်းစကားကြောင့်เนาะဥပုပ်နှစ်ကိုအလေးထားပြီးမှဥပုပ်နှစ်ကို ပြန်လဲသတိရပြီးမှပေါ့เนาะဖရာသည်တခင်စီဖန်ဆင်းရှင်စီပြန်လာတဲ့သူများဖြစ်ကြပါဆိုလို့ကျွန်တော်ဟိုမြေတားဖွဲ့စားလိုက်ပါတယ်เนาะအားလုံးလည်းကျေးဇူးအများကြီးတင်တယ်နောက်အပတ်လည်းကျွန်တော်နောက်တစ်ခုထပ်တင်အောင်မယ် အဲ့ဒါကိုလည်းအားပေးကြပါအားလုံးပေါ့ဖះကောင်းချပေးပါစေဆရာဒေါက်တာဟက်ဗန်ကိုလည်းဖះပို့၍ဉာဏ်ပညာအသိပညာဝိညာဉ်တော်ပို့ဆောင်ပါစေလို့ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်เนาะယေရှုအများကြီးတင်တယ်